အားလုံးမင်္ဂလာပါဗျကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျဒီနေ့မှတော့လာဘေးညမှာအထူးရွတ်တဲ့မဟာဝေဒဘမန္တန်ပြန်လည်မြောက်ပြီးမှဖြစ်ပါတယ်လိုင်းအောင်ရှိတဲ့ညတွေယူရမှာဖြစ်ပါတယ်ဗျလာမင်းကြီးကိုမော့ကြည့်ပြီးတော့ရေမိုးချိုးတန့်စင်ပြီးတော့ညချိန်ခါမှာတယ်ဖေရရှိကိုငါးပါးသီလခံယူပြီးတာနဲ့ဒီမန္တန်ကိုရွတ်မယ်ဆိုလို့ရှိရင်ရွှေမိုးငွေမိုးရွာစီတလို့စီဝါရီဒီလာတိုးတက်စီမှာဖြစ်ပါတယ်ဗျအဲ့တော့ရှစ်ရှိတုန်းကကျွန်တော်တွေပုံနာပုံနာပုံနာပေါ့နော်ပုံနာဆရာတပည့်နှစ်ယောက်ကတော့ ဒီမန်နံကိုရွတ်လိုက်တာရွှေမိုးငွေမိုးတွေတကယ်ကိုကောင်းငင်ရန်နေရွာချပေးပါတယ်အဲ့လောက်ထိအောင်အစွမ်းထက်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကလည်းဒီမန်နံကိုရွတ်မယ်ဆိုလို့ရှိရင်ရွှေမိုးငွေမိုးရွာတယ်လို့ပဲလက်လက်ပါးကြီးအရန်ပေါ်များလာပြီးတော့စီးပွားရေးဒီလာတိုးတက်စီမှာဖြစ်ပါတယ်အကြံအောင်လို့သူတိုင်း အသက်ရှိရှင်နေလူလူတိုင်းကိုစိတ်နဲ့မြချမ်းမကျန်းသာလူလူတိုင်းစီဝါဥစ္စာတိုးတက်ပေါ်များစေတဲ့လူလူတိုင်းဤသစ္စာမန္တန်တော်ကြီးကိုရုပ်ဘရုပ်ဘပွားများပူဇော်ပေးရမှာဖြစ်ပါတယ်။ယုံကြည်ယုံကြည်နဲ့ရုပ်ဘပွားပေးရဖြစ်ပါတယ်။ပရိတ်တော်မန္တန်တော်ရဲ့တကောထက်မြတ်မှုသည်ရုပ်ဘပွားများတို့၏ယုံကြည်မှုတရားတရားပေါ်မူတည်၍ထိုကြောင့်တရားတရားပြထန်းကယုံကြည်ကြည်ရွတ်ဆိုကြမည်။ရုပ်ဘပွားများရုပ်ဘပွားများခါနီးတွင် ပြုလို့ဆောင်ရမည်အစီအလေးတွေအောက်ပါတိုင်းဖြစ်ပါတယ်။အဲတော့ ရုပ်ဘပေါ်မြတ်ခဏီမှာနံပါတ်1ရုပ်ခဏီမှာခန္ဓာကိုယ်ကတန့်စင်စေရမည်အဲကျွန်တော်ခေါင်းရေမှုချိုးခေါင်းလျှော်လိုက်ပေါ့ဗျာနော်ခေါင်းလျှော်လိုက်မယ်ရေမှုချိုးမယ်နံပါတ်2ကအဝတ်ဖြူကိုဝတ်ရမယ်အဲအဝတ်အဝတ်ဖြူဆိုတာကျွန်တော်အဝတ်အပေါ်အောက်ဖြူလို့ပြောတာမဟုတ်ဘူးနော်အဲအဖြူပါတဲ့အပေါ်ကအင်းကြီးအဖြူဖြင်ရပါပြီ။အော်ဖျားရှိခိုးကငါးပါးဒီလခံရမယ်။ခန္ဓာကိုယ်ကမွေးနဲ့သာရင်မွေးများလိမ့်ကြံပေးရမယ်။အမျိုးသမီးဆိုပန်းနဲ့ပိုင်ကောက်ပတ်ပလိုက်ပေါ့နော်။အမျိုးသားဆိုရင်ရင်မွေးပိုင်ကောက်ဖျံပလိုက်မယ်။အဲ့တော့တတ်တနက်ခါပိုင်လူပလိုက်မယ်ပေါ့။ အဘိခန္ဓာကိုအမွေးနဲ့သာရင်မွေးဖြန်းမယ်အဲလင်းကြံရပန်းမှန်ပန်းနေပိုင်ပန်းမယ်ထုံနောက်ကောင်းကင်ကိုမော့ကြည့်ပြီးတော့မန္တအားရုပ်ပေါ်မှာဖြစ်ပါတယ်သူကကောင်းကင်ကိုကြည်လိုက်ဒီရရွတ်လိုက်ကောင်းကင်ကိုကြည်လိုက်ရွတ်လိုက်ဖြစ်ရွတ်မှာဖြစ်ပါတယ်ရှင်းရဆိုင်များတော့သူတို့ကဒီမန္တန်ကအာကုံဆောင်ထားဆိုတော့ အလို့ရရတယ်ပေါ့နော်ဒါကြောင့်ကောင်းကင်ကိုကြည့်ပြီးတခါတည်းယူတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အယူအလို့ရမယ်လို့ရှားမယ်လို့ထင်တယ်နော်အလို့မရအောင်ကျွန်တော်လည်းအလို့မရသေးပါဘူးအဲ့တော့စာအုပ်ကြည့်ပြီးဖြစ်ဖြစ်အဲကျွန်တော်မင်းစီမှာစာအုပ်တွေပါရှိတယ်နော်စာအုပ်တွေပါရှိတယ်စာအုပ်တွေကြည့်ပြီးရွတ်လည်ရတယ်အခုဖုန်းကြည့်ပြီးရွတ်လည်ရပါတယ်ဗျအဲ့တော့ Facebook တွေကိုကိုယ်ခဲတွေမှာမဟာဝေဒမမန္တန်ဆိုပြီးရိုက်ဆိုင်တာနဲ့အများကြီးကြားလာပါတယ်အခုကျွန်တော်ဗီဒီယိုကြည့်ပြီးလည်းရွတ်လို့ရပါတယ်ဗျနော်အဲ့တော့ကျွန်တော်တို့တွေ အဲရွတ်စမဲ့ပုဂ္ဂိုလ်မှာကာမီသူမိစ္ဆရကံ ကျွန်တော်တို့ငါးပါးတိလခိုင်ပြီးမှရွတ်မှာဆိုတော့အထူးပြောကြမလို့တော့ဘုံเนาะအဲ့တော့ကျွန်တော်လည်းအိအညတ် တညတာလုံးအဲ့ဒီတနည်းတာလုံးတော့ငါကျွန်တော်တွေငါဘာတိလခံယူမယ်အထုသပြည့်ရှောင်းခိုင်းတာတော့ကာကာမေသူရှောင်းခိုင်းတယ်မို့နော်သူရမေရာရရှောင်းမယ်ရှောင်းရမ်းမှာဖြစ်ပါတယ်ရွတ်ရွတ်ရွတ်ဆိုခြင်းမှာည9နိုင်ဖြစ်ပါတယ်ည9နိုင်တိတိမှာရွတ်ဆိုမယ်နော်ကျွန်တော်ပုပ်ပါရိအခရာပိသရမယ်အနတ်အဓိပ္ပာယ်တိချရမယ်အနတ်ဒီမှာကျွန်တော်တစ်ခါမြပေးမှာနော်အဲကျွန်တော်တစ်ခေါက်ဆုံးလိုက်သာသနာဆောင်နဲ့မြအာအမြတ်ပေးဝေရမယ်နေ့စဉ်28ခေါက်ရုပ်ပေါပေါများမယ်ဆွဆွမင်းမင်းတဲ့ဒိဋ္ဌံပြုကရုပ်ဖောက်ပေါများမှာဖြစ်ပါတယ်အဲသူကတစ်ခါရုပ်ရင် နဲ့ခုနှစ်ခေါက်တောင်ယူရမှာတော်တော်တော့အဲတော်တော်လေးတော့အချိန်ပေးရလိမ့်မယ်ဗျာနော်တော်တော်လေးတော့အချိန်ပေးရလိမ့်မယ်ဒါမဲ့ကျွန်တော်တို့ကအဲနေ့စဉ်ထက်ကျွန်တော်တို့ကအခုလာပညာနဲ့ကြုံပြီဆိုတော့တကယ်ကိုအဆွမ်းပြမှာဖြစ်ပါတယ်တစ်ခေါက်ယူတိုက်တာနဲ့တစ်ခါအဆွမ်းပြမှာဖြစ်ပါတယ်ဒါကြောင့်မို့29ခေါက်တော့ပြင်အောင်ယူလိုက်ပါလာပညာမဟုတ်တဲ့လမ်းရောက်ရှိတဲ့ညရုပ်ပတ်ပေါ်မြောက်လို့ရပါတယ်ဗျရုပ်ပတ်ပေါ်မြောက်မြေမဟာဝေဒပတ်မန္တန်တို့ကြီးရတော့ နမောတတဗကဝါတော်ရာတော်တမန်တမှုတတနမောတတဗကဝါတော်ရာတော်တမန်တမှုတတနမောတတဗကဝါတော်ရာတော်တမန်တမှုတတဘယ်အောင်ပဲလှုပ်လို့ကျွန်တော်တို့အဖွင့်လာတော့အောင်နမောတတနဲ့ဖွင့်ပေးရတာဖြစ်ပါတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဣတိတော်မဗကဝါအရဟံတမန်တံဗုဒ္ဓောဝိဇာစရဏသုကတော်လောကဝိတုအနုတ္တရပုရိသဓမ္မတာရတိတရတိဝမနုဿာနံဗုဒ္ဓောဗကဝါတိ နတိမေတရဏံအညာဗုဒ္ဓောမေတရဏံဝရံဣရိဏသဇဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာရုဝဒနံဟွန်တုမေဒုက္ခဝဒနံအဲ့တော့ကာရဏတိပဲကျင်းလေးရတော့ဒီဒီတစ်ပိုက်ရဲ့အကျင်းပေါ့နော်ဒီမန္တန်အတစ်ပိုက်အကျင်းရတော့ မြတ်စွာဘုရားကိုကိုးကွယ်ဟောရေးစိက္ကပါဤထိုမြတ်စွာဘုရားသည်ပူဇော်သူကိုခိုင်းတော်မူထိုက်မူထိုက်ပါသောကြောင့်အရဟံမြည်တော်မူပါ၏တရားလုံးကိုမဖောက်မပြန်ကိုယ်တိုင်တည်တော်မူသောကြောင့်တမန်တမုဏမြည်တော်မူပါ၏ဝိဇာ၃ပါး ဝိဇာ၈ပါးသရဏတရား၁၅ပါးနှင့်ပြည့်စုံမှုတော်ကြောင့်ဝိဇာသရဏမြည်တော်မူပါ၏။လာခြင်းကောင်းရင်ကောင်းသောစကားကိုဆိုတော်မူတတ်သောကြောင့်သူကတမြည်တော်မူ၏။လောကသုံးပါးကိုသိတော်မူသောကြောင့်လောကဝိတုမြည်တော်မူ၏။ဆုံးမထိုက်သောတရတော်အားယဉ်ကျေးအောင်ဆုံးမရတွင် ရှင်ဘက်ကင်းလျက်မြတ်သောဂုံနှင့်ပြည့်စုံမှုတော်ကြောင့်အနုတ္တရပုရိသတရတိမြည်တော်မူပါပေ၏လူနဲ့ပြမှာတတ္တဝါတို့၏ဆရာဖြစ်တော်မူသောကြောင့်ကြောင့်လဲတတ္တဒေဝမနုဿံမြည်တော်မူပါ၏တစ္ဆာလေးပါးကိုသိတော်၏ တိတော်မူသောကြောင့်အကြောင်းကြောင့်လည်းဗုဒ္ဓမြူပါမူ၏ဘုံတော်၆ပါးနေပြုတော်မူသောအကြောင်းကြောင့်လည်းဘဂဝါမြူတော်မူ၏အကျွန်ုပ်ဟာဖျားမတပါကိုကိုရသည်မရှိဤသို့မန်မဇာဆိုသောတစ္ဆာစကားကြောင့်ကျွန်ုပ်ဟာကောင်းခြင်းမင်္ဂလာသည် ဖြစ်ပါစေသည်အသက်ရှိခြင်းသည် ဖြစ်ပါစေသည်ချမ်းသာကျမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေသည်ဆိုတဲ့မန္တန်ရဲ့အချင်းလေးပေါ့နော်ဒီတစ်ပိုက်ရချင်းလေးနောက်တော့တစ်ပိုက်ရတော့ဓမ္မန္တရဏံကိစ္ဆာမိတောခါတော်ဘဂဝါတော် ဓမ္မတန်တိတိကောအာဂါလိကောအေဟိပတိကောအောပနိယိကောပစ္စဒံဝေဒိတ္တဘောဝိညုဟိတိနတ္ထိမေတရဏံအညံဓမ္မောမေတရဏံဝရံဣရိနသစ္ဆဝဇေနဟုံတုမေဇေယမင်္ဂလံဟုံတုမေအာရုဝရဏံဟုံတုမေဒုက္ခဝရဏံတရားတော်မြတ်ကို ကိုးကြရဦးရဲ့စိကပါဤမဖို့နိဗ္ဗာန်ဓမ္မခန္ဓာပရိယ၁၀ပါးသောတရားတော်မြတ်ကိုတောခတ်တော် ်ကောင်းစွာဟောပြောဟောပြောကြတော်မူအပြီထိုကဲ့သို့ကောင်းစွာဟောကြောတော်မူသောတရားတော်မြတ်သည်တန်တိတိကော ကိုယ်တိုင်သိမြင်အပ်သောတရားတော်မြတ်ပါပေသည်မလီပါတရားတော်မြတ်သည်အာဂါလီကောအခါမလိမဲ့အချက်ချင်းအကျိုးပေးတတ်သောတရားတော်မြတ်ပါပေသည်လောကုတ္တရာတရားကိုကိုယ်ပါသည်အဟိပတိကောလာလက်ရှုလက်နိုးစော်ထိုက်သောတရားတော်မြတ်ပါပေသည်လောကုတ္တရာတရားကိုယ်ပါသည်အပ္ပနေယီကော အစိုးမီလောင်ခေါင်းမီလောင်တော့လဲငိမ့်သက်ခြင်းမပြုဘဲအရေးကြီးစွာဘာဝနာဖြင့်စိတ်မှဆွဲအောင်အမြဲဆောင်ထိုက်တော်တရားတော်မြတ်ပါပေ၏လောကုတ္တရာတရား၉ပါးကိုပညာရှင်တို့သည်ကိုစီမံကိုကိုယ်တရား၌ ပစ္စဒံဝေဒိတဘောတိမြင်အပ္ပပေဟိအဖံမံအောင်းမေပါဟိအရှင်တော်အားတရားမာတဘာကိုကိုရသည်မရှိဤသို့မှန်စွာဆိုသောသစ္စာစကားသောကျွန်ုပ်အားအောင်းခြင်းမင်္ဂလာသည်ဖြစ်ပါစေသည်အသက်ရှင်ခြင်းသည်ဖြစ်ပါစေသည်ချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေသည်ပဲဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေများကတော့ဒီအနက်ဒိဗေတော့ကျွန်တော်တွေရှုပ်ရအောင်မလို့ပေါ့နော်မိတ်ဆွေများပါဠိပဲရွတ်ပါ28ခေါက်လုံးရွတ်မှာဆိုတော့လေပါဠိကိုပဲရွတ်ပါအနက်ဒိဗေတော့ဉာဏ်မြင့်သိထိုင်ကိုရပါပြီနော် အဲ့တော့ဒါနှစ်ပိုက်မြောက်ပါ သုံးပိုက်မြောက်ကတော့ကျွန်တော်ရေတန်ခန္တရဏံကိစ္ဆာမိတုပ္ပတိပံတော်ဘဂဝတော်တဝကတံကောဥစုပနိပံတော်ဘဂဝတော်တဝကတံကောညာယပတိပံတော်ဘဂဝတော်တဝကတံကောတာမိစိတ်တမိစိပတိပံတော်ဘဂဝတော်တဝကတံကောယတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာ ဧတဘဂဝတောတာဝကတံကောအာဟုနေယောပာဟုနေယောတကိနေယော အင်စရိကရဏီယော အနုတရံပုံညာခိတံလောကတတ္တိနတ္ထိမေတရဏံအညာတံကောမေတရဏံဝရံဣဒိနသစ္ဆဝဇိနဟွန်တုမေဇေယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတံဃာတော်မြတ်ကိုကိုးကွယ်ရဟူ၍စိကပ်ပါ၏မြတ်စွာဘုရား၏တပည့်သားတံဃာတော်သည်တုပ္ပနိပန်တော်ကောင်းစွာကြည်ကြောင် တော်မူပါ၏။ဥစုပတိပံတော်ဖြောင်းမှန်ဖြောင်းစွာကျင့်တော်မူပါ၏။ညာယပတိပံတော်နိဗ္ဗာန်ကိုအလုံးငါကျင့်တော်မူပါ၏။တာမိစိတ်ပတိပံတော်ယုတိထိုက်တော်ကျင့်တော်မူပါ၏။အကျင့်ပုဂ္ဂိုလ်၄စုံတို့သည်၈ပါးသောယောက်ျားမြတ်တို့၏မိဂုံ၏မြတ်စွာဘုရား၏ဤတစ်ဘက်သားတန်ဃာတော်သည်အာဟုနေရောအဝေးမှဆောင်းယူအပ်သောပစ္စည်းကိုခံယူတော်မူပါ၏။ ပါဟုနေရောဧည့်သည်အလို့ငါဆောင်းအပ်သော ပစ္စည်းများကိုခံယူတော်မူထိုက်ပါ၏။တခိနေရောမြတ်သောလူကိုခံယူတော်မူထိုက်ပါ၏။အင်ဇလီကရိနီရောလောချီမှုရှိခိုးခြင်းကိုခံယူတော်မူထိုက်ပါ၏။အနုတ္တရံပုံညာခေတံလောကတတလောကလုံးတုမရှိသောကောင်းမှုမျိုးစစ်ချဲ့ ကျဲချဆိုင်ပြိုးရာလေယာမြေကောင်းတပွဲဖြစ်တော်မူပါပေ၏အဖန်ဖန်အောင်မိပါ၏ကျွန်တော်ကတန်ဃာမတပါကိုးကွယ်စည်းကပ်သည်မရှိဤသို့မှန်စွာဆိုအပ်သောတစ္ဆာစကားကြောင့်ကျွန်တော်ကကောင်းခြင်းမင်္ဂလာသည် ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေသည်စသောချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းဒါတော့သုံးပိုက်မြတ်ပေါ်နော်မေဆွေများတော့အနတ္တိပေတော့ယူရမလို့ဒါမဲ့ကျွန်တော်တို့ကအနတ္တိပေတော့တိထားမှာဖြစ်ပါတယ်ဂျမ်မီနီတိထားရင်ကောင်းတယ်ပေါ်နော်နံပါတ်၄ရတော့တမတိယိန် ပင်စာတိလံအထင်ကမိသူတေတိတံအေဒီနသစ္ဆဝဇိနဟုံတုမေဇေယမင်္ဂလံဟုံတုမေအာယုဝရဏံဟုံတုမေဒုက္ခဝရဏံကောင်းသောကောင်းစွာဟောကြားတော်မူသော၅ပါးသောတိလမြတ်ကို၎င်း၈ပါးသောတိလမြတ်ကို၎င်းစောင့်တည်တော်မူပါ၏ဤသို့မှန်သောဆိုအပ်သောသစ္စကဇာကြောင့်ကျွန်ုပ်အားအောင်ခြင်းမင်္ဂလာဖြစ်ပါစေတည်းအသက်ရှိခြင်းဖြစ်ပါစေတည်းချမ်းသာတိုးပါခြင်းဖြစ်ပါစေတည်းအာနံပါတ်၄ပိုင်းမြောက်ပေါ့နော်နံပါတ်၅ပိုင်းမြောက်ကတော့ နာဇီဝိတံတရာယောပိကတုံဗုဒ္ဓတကေနစီဣဒိနသစ္ဆဝဇိနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတစုံတယောက်သောသူသည်မြတ်စွာဘုရား၏အတ္တအန္တရာယ်ကိုလည်းပြုခြင်းကမတတ်နိုင်ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့်ကျွန်ုပ်အားအောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်းအတ္တရှိခြင်းသည် ဖြစ်ပါစေသတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေသတည်းဒါတော့နံပါတ်5ပိုင်းမြောက်ပေါ့နော်နံပါတ်6ပိုင်းမြောက်ကတော့ နညာနန္တရာယောပိကာတုံဗုဒ္ဓတကေနစီအေဒိနသစ္ဆဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတစုံတယောက်သောသူသည်မြတ်စွာဘုရား၏ဉာဏ်တော်ဤအန္တရာယ်ကိုလည်းပြုခြင်းကမတတ်နိုင်ဤသို့မှန်သောဆောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပါခြင်းသည်ဖြစ်ပါစေတည်းဒါနံပါတ်6ပိုင်းမြောက်ပေါ့နော်နံပါတ်9ပိုင်းမြောက်ကတော့နာရတမိ အန္တယောအန္တယာယောပိကာတုံဗုဒ္ဓတကိနစီဣဒိနသစ္ဆဝဇိနာဟွန်တုမေဇေယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတဆုံးတယောက်သောသူသည်မြတ်စွာဘုရား၏ရောင်ကြီးတော်၏အန္တရာယ်ကိုလည်းပြုခြင်းကမတတ်နိုင်ဤသို့မန္တဆဝတ်သောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည် ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းဒါနံပါတ်9ပိုက်မြောက်ပေါ့နော်နံပါတ်10ပိုက်မြောက်ကတော့ ဘုဒ္ဓောအဘိဇဂာယောတိနတ္ထိလောဟိတတုဒနံဧဒိနသဆဝဇိနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝဒနံဟွန်တုမေဒုက္ခဝဒနံမြတ်စွာဘုရားသည်မကွဲမပြတ်သောကိုယ်လည်းရှိတော်မူ၏တွေးတော်ယူစီခြင်းဝါတိထွက်ခြင်းသည်မရှိဤသို့မှန်သာဆိုဝတ်သောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်း ဒါနံပါတ်၈ဘိုက်မြောက်ပေါ့နော်နံပါတ်၉ဘိုက်မြောက်ကတော့တရမေဗုဒ္ဓတိဋ္ဌမိတန်တာယောနတ္ထိတပ္ပရာဣရိဏသစ္စဝဇိနဟွန်တုမေဇေယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံဖယားမြတ်အကျွန်ုပ်၏ယုံကြည်ခြင်းသည်ရှိအခါခတ်သိမ်းယုံမှန်တန်တရားသည်မရှိ ဤသို့မှန်စွာဆိုရသောတသဆာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေသတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေသတည်းချမ်းသာတိုးပါခြင်းသည်ဖြစ်ပါစေသတည်းဒါတော့နမတ်၉ဘိုင်းမြောက်ပေါ့နော်နံပါတ်၁၀ဘိုင်းမြောက်ကတော့တရာမေဓမ္မတိဋ္ဌမိတန်တယောနတ္ထိတပ္ပရာ ဧဒိနသစ္စဝဇိနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတရားတော်မြတ်ဤတရားတော်မြတ်၌ကျွန်ုပ်၏ယုံကြည်ခြင်းသည်အခါခတ်သိယုံမတန်တရားသည်မရှိဤသို့မှန်စွာဆိုအပ်သောသစ္စာစကားကြောင့်ကျွန်ုပ်အအောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတူပါခြင်းသည်ဖြစ်ပါစေတည်းဒါနံပါတ်10ပိုင်းမြောက်ပေါ့နော်နံပါတ်17ပိုင်းမြောက်ကတော့တရားမေတန်ခတ္တိတ္ထမီတန်တယောနတ္ထိတပ္ပရာဣရိနသစ္စဝဇိနာ အတော်မြတ်၌ကျွန်တော်ယုံကြည်ခြင်းသည်ယုံကြည်ခြင်းသည်ခါကတဲ့ယုံမတန်တရားသည်မရှိအေသောမန္တဆဝသောတစ္ဆာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေသည်အသက်ရှိခြင်းသည်ဖြစ်ပါစေသည်ချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေသည်အဲဒါတော့ဆယ်ပိုင်းမြောက်ပေါ့နော်ဆယ်နှစ်ပိုင်းမြောက်ကတော့နတိမေတရဏံအညာဘုဒ္ဓမေတရဏံဝရံဧဒံတရဏံဥပေမိမယိကင်ခာနဝိဇနဝိဇတိဧဒိနတသဝဇေနဣဇိနတသဝဇေ အဇေနသစ္စဝဇေနဘဝတံတုတရယရဏကျွန်တော်အဖျားမတပါကိုကိုရသည် မရှိမြတ်စွာဘုရားသည်ကျွန်တော်ဤမြတ်သောကိုကိုရသည်ထိုမြတ်စွာဘုရားကိုထိုမြတ်စွာဘုရားကိုကိုကိုရဟုစီကပ်ပါ၏ယုံမှန်တန်ရသည်မရှိဤမှန်သောဆိုရသောသစ္စာသားကြောင့်ယရဏခုနပါအတိပြီးသောမိုးတို့သည်ရွာပါစေသည်အဲဒီဟာလေးကတော့ဒီဒီဒီပိုက်လေးကတော့ကျွန်တော်တို့တကယ်ကိုအသက်ပေါ့နော်ဒီဒီပိုက်လေးကြောင့်မလို့အားလုံးအားလုံးကိုကျွန်တော်တို့ ဒီဟာလေးကချုပ်ထားဖြစ်ပါတယ်ကျွန်တော်ရွှေမွေးဝင်မိုးတွေအရင်တော့လည်းရွာစီခဲ့တယ်ပေါ့နော်ဟုတ်ဒါကတော့12ပိုင်းမြောက်ပေါ့နော်အဲ73ပိုင်းမြောက်ကတော့နတိမေတရဏံအဉ္ဉံဓမ္မောမေတရဏံဝရံအေတံတရဏံဥပေမိမယိကင်္ခာနဝိဇတိဣဒိနသသဝဇိနဘဝတံတုတတရတနာကျွန်တော်ကတရားမှတပါကိုကိုရာတိမရှိတရားတော်တိကျွန်တော်ဤမြတ်တော်ကိုကိုရာတိထိုတရားတော် ထိုတရားတော်မြတ်တော်ကိုကိုကိုရာဟု၏စိက္ခာပါဤယုံမှန်တန်တရားသည် မရှိ၍ဤသို့မှန်သောသောဝတ္တသစ္စာသာကြောင့်ယန္နာခုနပါအတိမိုးသူသည်ရွာပါစေတည်းဒါနံပါတ်73ပိုက်မြောက်မှာပေါ့နော်74ပိုက်မြောက်ကတော့နတိမေတရဏံအညာသံဃောမေတရဏံဝရံဣဒံတရဏံဥပေမိမယိကင်္ခာနဝိဇ္ဇတိဣရဏသစ္စာဝစေနပဝတ္တံတုတတယရဏကျွန်တော်အားတန်ဃာမတပါသော ကိုးကွယ်ရသည်မရှိတန်ဃာသည် ။တန်ဃာတော်သည်ကျွန်ုပ်၏မြတ်သောကိုယ်ကိုရာသည်ထိုကထိုတန်ဃာတော်သည် ကိုယ်ကိုရာဟု၏စိကပါ၏ယုံမှန်တန်တရားသည် မရှိ။ဤသို့မန္တဆောဝသောတစ္ဆာသာကြောင့်ယန္နာခုနပါအတိ မိုးတို့သည်ယန္နာခုနပါသည်ပြီးသောမိုးတို့သည်ရွာပါစီတည်းဒါနံပါတ်14ဘိုင်မြောက်ပေါ့နော်။15ဘိုင်မြောက်ကတော့ယံအေစီတံနိဖာတနေအဓိပတိမဟာမုနိယထာကာမတန်သိဒ္ဓနေအဓိပိစံဓာတုမေ အကျဉ်အလိုရှိရသော အကြောင်းအကျိုးကိုပြီးစီခြင်း၌အဓိပတိအစိုးရတော်မူသောမြတ်စွာဘုရားရှင်ကိုရမျက်ကြီးသည်အကျဉ်အလိုရှိရသောအသက်ရှိခြင်းအစင်းလာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကိုအာနုဘော်ကြီးခြင်းတို့ကိုပြီးစီခြင်း၌အစိုးရသည်ဖြစ်သည့်အစိုးရ အစိုးရသည်ဖြစ်ကိုတပည့်တော်အားပြည့်တော်မူပါအရှင်ဖုရားဆိုတဲ့ကျွန်တော်ရဲ့ခါရနိဗ္ဗာန်ကျင်းလေးပါဖြစ်ပါတယ်အားလုံးပေါင်း15ဘိုက်ပါတယ်ပေါ့နော်15ဘိုက်ဆိုတော့ဒီမှာကိုယ့်ကိုပြန်ခွဲထားတာပေါ့နော်တခါတည်းပါဠိကိုတန်ရွှေ့လိုက်မယ်ဆိုရင်တော့အရင်မကြပါဘူးတခါရွှေ့ရင်28ခေါက်တော့ရုပ်ဘပွားများပြရမှာဖြစ်ပါတယ်အနတ်အိဗ္ဗာန်ကျင်းလေးတော့ကျွန်တော်တစ်ခေါက်လောက်ရုပ်ဘပွားမလဲရင်တော့အနတ်အိဗ္ဗာန်ကျင်းလေးတော့တည်သွားမှာဖြစ်ပါတယ် ဒါကြောင့်မလို့မိတ်ဆွေများကတော့28ခေါက်ကတော့ပါတီကိုတော့ရွှေပေးပါအနက်ဒီပဲအချင်းကိုတော့တစ်ခေါက်လောက်တော့အရင်နေ့ကကြူပြီးတော့ကြည်ထားရွတ်ထားပေးပါတော့။ဒါဆိုရင်ဒါကျွန်တော်မိတ်ဆွေများအဲရွှေမုံငွေမိုးတွေရွာသုံးတဲ့ကဲ့သို့စီဝါးကြီးလေဒီလာတိုးတက်လာမှာဖြစ်ပါတယ်။ ကဲဒီလောက်ဆိုရင်အားလုံးကျွန်တော်မိတ်ဆွေခုနှစ်သားသမီးအားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်တချို့မိတ်ဆွေများလည်းတရားကိုရုပ်ပတ်ပေါ်မြတ်လာကြပြီလို့ကျွန်တော်ပြောကြရမျိုးလည်းရှိတယ်တချို့မိတ်ဆွေများလုံးဝမသိဘူးကြသေးဘူးတချို့မိတ်ဆွေများလည်းသိတော့သိတယ်မယုတ်တတ်သေးဘူးဆိုတာမျိုးတွေရှိတယ်အခုကျွန်တော်ပြောပြလိုက်တဲ့ဒီမဟာဝိဓမ္မမန္တကအောက်မှာမြန်မာပြန်နေလဲပါတော့ဆိုတော့အားလုံးလည်းရုပ်ပတ်ပေါ်မြတ်တတ်တယ်ပါဠိမြန်မာအတန်တို့လေးလည်းပါတော့ရုပ်ပတ်ပေါ်မြတ်လာလွှဲတယ်နော်ကဲအားလုံးပဲအဆင်ပြေကြပါစေရွှေမုံကုန်းနေရွာသွန်းဖုံးအလူတန်းနေ ထမင်းချောင်းစီတို့မောင်းတီဗီအလူတန်းနေနေပေးနိုင်ကြပါသေးဗျအစီအမင်း live ခွင့်နေပြီးအားပေးကြပါအောင် အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ